ကလစ်မှန်ပြောသူတော်လန်ကလစ်ကတော့လည်းပဲမင်္ဂလာပါခင်ဗျာတော်လန် YouTube channel လေးဖြစ်တဲ့ Share for YouTube channel လေးနဲ့ပြီးတော့တပံပြန်လဲပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီနေ့ကလစ်ကတော့ကိုပြန်လဲပြီးတော့အကြောင်းပြသချင်တာလေးကတော့ဆရာအနန္ဒသိန်းစံရေးသားထားတဲ့ဝါဒိဗယ်နဲ့ဝါဒစာဆိုတဲ့စာအုပ်ရဲ့အခန်းဆက်ဖြစ်တဲ့အခန်း၁၀လေးပဲဖြစ်ပါရခင်ဗျာ စောင့်လေးကိုဆက်လက်ရပ်အောင်ခွင့်ပြုပါလို့ဆရာချင်းနဲ့သက်ဆိုင်သူအလုံးကိုကျွန်တော်မေတ္တာရေခံခွင့်ပန်းပါတယ်ခင်ဗျ။ကဲအခန်း၁၀ကလေးကတော့သိချင်းနဲ့လွမြောက်ချင်းနဲ့ဘလူတွေတီးပြီးတော့ဘလူတွေလွမြောက်သွားတာကိုပြောပြပေးထားမလဲဆိုတာလေးကိုတော့လိုက်ပါနားဆင်ပေးပါအောင်ခင်ဗျ။ဘုရားတဒနာအလိုရာတော့ခန္ဓာ၅ပါး၌ဒုက္ခသစ္စာကိုသိမြင်ခြင်း အမှုရာဤဘုံကွယ်လဲစားမှုကိုတည်မြဲခြင်းကိုဒုက္ခသဘောမှလွတ်မြောက်ခြင်းပဲဖြစ်ပါသည်စဉ်စဉ်တရားတို့သည်ဒုက္ခကိုဒုက္ခဟု၍အမှန်တမ်းမသိမှုကြောင့်ဒုက္ခရောက်နေရခြင်းပဲဖြစ်ပေရာအကဲ၍ဒုက္ခကိုဒုက္ခဟု၍အမှန်သိမြင်ပါကဒုက္ခမှလွတ်မြောက်မည်ဖြစ်ကြောင်းကိုဖော်ပြခဲ့ပြီးဖြစ်ပါ၏အရိယာပုဂ္ဂိုလ်သည်ယဟန္တာအရိယာပုဂ္ဂိုလ်သည် ခန္ဓာ၅ပါးယုံနယ်၅ပါးကိုဒုက္ခဟု၍အမှန်တမ်းထိုးထွင်းပိုင်ခြားသိမြင်သောဖြစ်၍ အစွန်းဆုံးအဖြစ်ဒုက္ခကိုရရှုမြင်ယူဆချက်သည်လည်းဤငွေကဆွဲလမ်းခြင်းမရှိတော်သည်အကျွန်ုပ်၌ဤသည့်အဆွဲလမ်းများမရှိပါဟုပြောဆိုတော်သူသည်စင်စစ်ပင်အဆွဲလမ်းရှိတဲ့သူဖြစ်ပါ၏အဘယ်ကြောင့်ဆိုသောသူ့ကိုယ်သူအဆွဲလမ်းမရှိသည်ဟုအမှတ်ထင်ယူဆနေခြင်းကိုပင်ဆွဲလမ်းနေသောကြောင့်ပင်သည်အကယ်၍အဆွဲလမ်းဟူ၍လုံးဝမရှိပါကကျွန်ုပ်၌ ရည်တည်အစွဲလမ်းဥများမရှိပါဟုရေပြောနိုင်မည်မဟုတ်ပါခြင်းဆဲဆဲတော်ကာလမီနာအစွဲလမ်းရှိမရှိဟုရှုမြင်ခြင်းစွဲလမ်းကျူစာခြင်း၌စွဲလမ်းမှုမာနကုန်ပါမှအစွဲဟုသည်များလွတ်မြောက်သူအစွဲဟုသည်များမရှိသူဖြစ်ပါ၏ရဟနာရိယာပုဂ္ဂိုလ်သည်ဥပါဒံခန္ဓာ၅ပါးသည်ဒုက္ခပင်တည်းဟု၍သိယုံမြကထိုအသည့်ထိုယူဆသောတရားတို့ကိုစွဲလမ်းနေခြင်းမှလည်းလွတ်မြောက်သည်ဖြစ်ပါ၏ထိုကြောင့်ဒုက္ခဝေဒနာနှင့်ကြုံကြိုင်လာခြင်းလည်းဒုက္ခဝေဒနာ၌စွဲလမ်းခြင်းမရှိ ဒုက္ခဝေဒနာနဲ့ကြုံကြလာရင်လည်းဒုက္ခဝေဒနာနဲ့ဆွဲလန်းခြင်းမရှိဥပေက္ခဝေဒနာနဲ့ကြုံကြလာရင်လည်းဥပေက္ခဝေဒနာနဲ့ဆွဲလန်းခြင်းမရှိတော့ခြင်းအဘယ်ကြောင့်ဆိုတော့ယဟန္တာအရိယာပုဂ္ဂိုလ်သည်ဒုက္ခသစ္စာကိုအကျွမ်းမဲ့အပိုင်းခြားသိမြင်ခြင်းဖြင့်ခန္ဓာ၅ပါး၌ဆွဲလန်းဟုသမျှကင်းပြတ်သွားသောကြောင့်ကရိယာစိမ့်များသာဖြစ်လျက်တော့ရှိတော်ကြောင့်မည်သည်ကရိယာစိမ့်များဖြစ်လျက်ရှိတော်ကြောင့်အကြောင်းတိုက်ဆိုင်တိုင်းဖြစ်ပေါ်လာတတ်သော အနုတယကိလေသာတို့ဖြင့်ဖြစ်နိုင်ခွင့်တည်တဲ့အရိယာယန္နာပုဂ္ဂိုလ်၌မရှိပါတော့ချေထူသောဝါတို့သည်ဒုက္ခသစ္စာကိုခန္ဓာ၅ပါး၌အမှန်ပိုင်းခြားမသိမြင်သမျှကာလပတ်လုံးခန္ဓာ၅ပါး၌ညီငွေခြင်းတည်းမဖြစ်ခန္ဓာ၅ပါး၌ညီငွေခြင်းမဖြစ်သမျှကာလပတ်လုံးခန္ဓာ၅ပါး၌အစွဲမကုန်ခြင်းခန္ဓာ၅ပါး၌အစွဲမကုန်သူဟာရှုံဤဖောက်ပြန်ခြင်းဓမျိုးတပုံဖြစ်ခြင်းကြောင့်ဆိုရင်မူငွေခြင်းမူကိုယ်စင်ရမူစိတ်စင်ရမူရင်းစွာပူပန်မှုလို့ဒီလားဝေဒနာဤဖောက်ပြန်ခြင်းဓမျိုးတပုံဖြစ်သောကြောင့် ။စိုးရိမ်မှုငိုကြွေးမှုကိုယ်စင်ရမှုစိတ်စင်ရမှုပြင်းစွာပူပန်မှုတို့တည်လာကသင်ညာအီးဖောက်ပြန်ခြင်းတမျိုးတပုံဖြစ်ခြင်းကြောင့်စိုးရိမ်မှုငိုကြွေးမှုကိုယ်စင်ရမှုစိတ်စင်ရမှုပြင်းစွာသောပူပန်မှုတို့တည်လာကသင်္ခါရတရားတို့၏ဖောက်ပြန်ပြောင်းလဲခြင်းတမျိုးတပုံဖြစ်ခြင်းကြောင့်အစိုးရမှုငိုကြွေးမှုကိုယ်စင်ရမှုစိတ်စင်ရမှုပြင်းစွာသောပူပန်မှုတို့တည်လာကဝိညာဉ်၏ဖောက်ပြန်ခြင်းတမျိုးတပုံဖြစ်ခြင်းကြောင့်စိုးရိမ်မှုငိုကြွေးရမှုကိုယ်စင်ရမှုစိတ်စင်ရမှု ပြင်းစွာပူပန်မှုစသည်တို့သည်၎င်းဖြစ်ပေါ်လျက်ရှိပါ၏သင်္ခါရတရားတို့သည်ပင်ကိုပကတိအဖြစ်ပြောင်းလဲခြင်းသဘောကိုစောင့်နေလျက်ရှိရကသင်္ခါရတရားတို့အတွင်၌အကျုံးဝင်သောလူသည်လည်းပြောင်းလဲခြင်းသဘောကိုစောင့်လျက်ရှိထို့သောပြောင်းလဲဖောက်ပြန်ခြင်းသဘောသည်မြေတီတကောရှင်မြေတီပုဂ္ဂိုလ်တို့အားမှဖန်တီးထားခြင်းမဟုတ်ပါဘဲသူသဘောသူစောင့်ရည်လျက်ရှိ၍ရှင်ပြောင်းလဲဖောက်ပြန်ခြင်းသဘောကိုမပြောင်းလဲအောင်မြေတီဘာမှဖန်တီးခြင်းကလည်းမတတ်နိုင်ခြင်း ပြောင်းလဲခြင်းသဘောကလူတိုင်းအုံမင်းခြင်းသဘောဒီလဲနာခြင်းသဘောဒီလားတေခြင်းသဘောဒီလားဖြစ်ပေါ်လာခြင်းမျိုးဖြစ်ပါ၏တို့ဟာတွင်လူသည်မအိုခြင်းမနာခြင်းမတေခြင်းပြီးထိုအခါအိုခြင်းနှင့်မအိုခြင်းမူနာခြင်းနှင့်မနာခြင်းမူတေခြင်းနှင့်မတေခြင်းမူတို့သည်စန့်ကျင်အခါလူသည်မကျင်နေခြင်းကြည့်တော့ခြင်းတွေ့ဝဲခြင်းဆိုရင်ခြင်းဝန်내ပူဆွေးရခြင်းကိုစင်းရခြင်းစိတ်စင်းရခြင်းပြင်းစွာပူပန်ခြင်းဒုက္ခတို့ဖြစ်ရပါ၏ ပြောင်းလဲခြင်းသဘောကြောင့်လူတွင်ချိတ်ခင်နှစ်လိုပွဲရအရာချိတ်ခင်နှစ်လိုပွဲရတို့နှင့်ခွဲခွာခြင်းခွဲခွာခြင်းဟုအများကို ဖြစ်ပေါ်လာသည်တူအားတွင်လူသည်ချိတ်ခင်နှစ်လိုပွဲအရာချိတ်ခင်နှစ်လိုပွဲသူတို့နှင့်မခွဲခွာခြင်းမခွဲခွာခြင်းပေထို့သောခွဲခွာခြင်းခွဲခွာခြင်းမခွဲခွာလိုခြင်းမခွဲခွာလိုခြင်းတို့ဆန့်ကျင်အားကလူသည်မချင်တဲ့ခြင်းညီတော်ခြင်းတွေ့ဝေခြင်းစိုးရင်ခြင်းဝမ်းနည်းပူဆွေးခြင်းကိုယ်စင်ရဲ့စိတ်စင်ရဲ့ပြင်းစွာပူပန်ခြင်းဒုက္ခတို့သည် ဖြစ်လာပါ၏ ောင်းတဲ့သဘောကြောင့်ပဲလူသည်မရှိခင်မနစ်လိုသောအရာမရှိခင်မနစ်လိုသောသူတို့နှင့်အတူတကွနေရခြင်းဂျုံတွေ့ရခြင်းသည်လည်းဖြစ်ပေါ်လာပါ၏တို့ဟာအတူတကွနေရခြင်းဂျုံတွေ့ရခြင်းတို့၌အတူတကွမနေလိုခြင်းမဂျုံတွေ့လိုခြင်းတို့ဆက်ခြင်းရာကလူသည်မကျင်နိုင်ခြင်းညှိတွားခြင်းတွေ့ဝေခြင်းဆိုရင်ခြင်းဝမ်းလဲပူဆွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပူပန်ခြင်းဒုက္ခတို့သည်ဖြစ်လာပါ၏အိုမင်းချင်းဒီယောဂါတွင်ဖြစ်၍ထိုအိုမင်းချင်းယောဂါကိုကုစားနိုင်ပါက နာကျင်သဘောသိကျင်သဘောတို့ကိုဟန်တားနိုင်လိမ့်မည်ဟုယူဆကသိပ္ပံပညာရှင်များသည်ပုံမင်းချင်းနှင့်ဆိုင်သောပညာရည်များဇာဘေဒကိုစူးစမ်းလေ့လာလျက်ရှိပါ၏သိပ္ပံပညာသည်လောလောဆယ်အားဖြင့်အိုမင်းချင်းကိုမကူစားနိုင်သေးသောကြောင့်လူသည်ရရှိသည်များဆေးမျိုးမျိုးတို့၎င်းအနေတိုင်းမျိုးမျိုးတို့ဖြင့်၎င်းအိုချင်းနာချင်းသိချင်းကိုတွန့်လန့်လျက်ရှိပါသည်လူပြူခိုင်ခံတွက်လက်သောဟန်ပန်မူရာဖြင့်ဖိလင်းပြင်ဆင်ချဲသားမှုဖြင့်၎င်းအတက်ကိုလျှော့ပြောခြင်းဖြင့်၎င်းအလုတ်ကန်ဝါဒနာများပြောရှင်မှုများဖြင့်၎င်း ကိုချင်းနာခြင်းတည်ခြင်းများကိုရှောင်တင်းလျက်ရှိပါသည် ထို့ပြင်ရှေခင်နိလိုပွဲအသောအကြိုင်းဝါဒနာနှင့်ကံ့ညီသောအလောက်ကရာဒုထာနန္ဒရာရှေခင်နိလိုပွဲအသောစီဝါရေးနိုင်ငံရေးလူမှုရေးပါဝင်ခြင်းရှေခင်နိလိုအသောအဆွေခင်မောအပေါင်းတော်တို့နှင့်အတူတကွနေထိုင်ခြင်းသည်လည်းလူသည်ကြိုးပမ်းအားထုတ်လျက်ရှိပါ၏မရှိခင်မနစ်လိုအပ်သောအလောက်ကရင်မချင်းနှပ်ဖွယ်သောလာခရာဒုထာနန္ဒရာမရှိခင်မနစ်လိုအပ်သောစီးပွားရေးနိုင်ငံရေးလူမှုရေးပါဝင်ခြင်း မရှိရင်မနှဲတော့သောအဆွေခင်မောင်ပေါင်းတို့အကြီးကဲလက်ပေါ်ခံပတ်တို့နဲ့အတူမနေရအောင်မကြုံတွေ့ရအောင်လဲကြိုးပမ်းအားထုတ်လေးရှိပါ၏။သူအတွင်မိမိတို့အတွက်လူလာချအတွက်လူကြီးကြိုးပမ်းအားထုတ်မှုသည်စုံကန်းတိုင်းလေးဟူ၍မရှိပါချေ။အဖဲချောင်းဆိုသောလူဒီမိတိခါမှလူလာချပြည့်သည်ဟူ၍မရှိသောကြောင့်မေသည်သိမ့်ပံပညာသည်လဲကိုချင်းနာချင်းတေချင်းစားသည့်ရုပ်ခန္ဓာယောဂါများကိုကုစားနိုင်ကောင်ကုစားနိုင်မည်ဖြစ်ပါတော့လေ။ မြေသေးခါမြေသေးချိန်တွေမှာအလိုပြည့်တည်ဟူ၍မရှိသောဆက်ရီယောဂါမှုမျိုးကုစားနိုင်လည်းမည်မထင်ပါခြင်းလူဖြစ်သောလူဖြစ်ဖြင့်မအိုမနာမသိရသောဘဝကိုရသည်ပင်ထားပါဦးနော်ထိုဖြစ်ထိုးဘဝမျိုးကိုရပြန်သည့်အခါတွင်လည်းထိုလူဖြစ်လူဘဝထက်သာလွန်သောဘဝမျိုးကိုလူလာတောင်းတောင်းမည်ဖြစ်ပါ၏အခြားအခြားသောကာမဂုဏ်အာရုံတို့၌လည်းတောင်းတောင်းမည်ဖြစ်ပါ၏လူသည်အတပြမိုးရွာသွန်းပြီးတော့လေကာမရုဏရောင်ရဲတင့်တယ်မှုမရှိရကား ထောက်နာနိုင်မရပါကဆင်းရဲဖြစ်ရသည့်ထုံးစံအတိုင်းဆိတ်ဆင်းရဲဒုက္ခကိုဖြစ်ပေလဲဦးမည်သည်ဟု၍အလုံးမပြေသောယောဂရဲ့ဝင်သောစိတ်အကြောင်းဒုက္ခဖြစ်ရပုံကိုဗုဒ္ဓကအောက်ပါစကားဖြင့်ရှင်းညွှန်းခဲ့ပါ၏ယဟန်တို့ယောဂါတို့သည်ဤနှမျိုးတို့သည်အဘယ်နှမျိုးတို့သည်ဟုကိုယ်၌ဖြစ်သောယောဂါစိတ်၌ဖြစ်သောယောဂါတို့သည်ယဟန်တို့တနည်းပါလုံးကိုယ်၌ဖြစ်သောယောဂါမရှိခြင်းကိုဝန်ခံကြကုန်သောတတ္တဝါတို့သည် နှစ်နှစ်တို့ပတ်လုံးသုံးနှစ်တို့ပတ်လုံးလေးနှစ်တို့ပတ်လုံးငါးနှစ်တို့ပတ်လုံးဆယ်နှစ်တို့ပတ်လုံးအနည်း20တို့ပတ်လုံးအနည်း50တို့ပတ်လုံးသို့မဟုတ်အနည်း100လွန်တဲ့ကာလပတ်လုံးယောဂမရှိခြင်းကိုဝန်ခံကုန်သောတတ္တဝါတို့ကိုတွေ့မြင်ရကုန်၏ယဟန်တို့ယဟန်နာပုဂ္ဂိုလ်များလည်းအခဏအမြိုက်ခဏအမြိုက်လည်းစိတ်၌ဖြစ်သောယောဂမရှိခြင်းကိုဝန်ခံသောတတ္တဝါတို့မူကားလောက၌အလွန်ပင်တွေ့မြင်ရကုန်တွေ့မြင်ရခဲ့ကုန်၏သင်္ခါရဓမ္မ၏အသိဉာဏ်ဖြစ်သောခန္ဓာ၅ပါးယုံနယ်တရားတို့သည် အစဉ်ပြောင်းလဲဖောက်ပြန်နေသောသဘောကိုစောင့်နေရအောင်လူသည်ချမ်းသာဒုက္ခခံစားမှုသည်လည်းရှားရင်းများသာဖြစ်လျက်ရှိသည်လူလာထောင်းသာသောအရာ၏ပြည့်စုံလာမှုအခိုက်အတန့်သာလျှင်ချမ်းသာဒုက္ခခံစားမှုဖြစ်ပေါ်၍တစုံတစ်ခုသောအချိန်ကာလတွင်ထိုချမ်းသာဒုက္ခကိုထင်မြင်ခံစားခြင်းဖြင့်ညီငွေခြင်းစိတ်ပြေခြင်းသည်လည်းပြောင်းလဲသွားပါ၏မျက်စိကလူလာတောင်းတနေသောအမြင်ကိုမြင်ရလျင်လူသည်ချမ်းသာ၏တို့ဟာတွင်လူသည်ထိုမြင်ကိုကြာရှည်၍မြင်နေသောအခါထိုမြင်၌ယူသွားပြန်သည် အသည်အသည်မြင်လို့ပြန်သည်အသည်အသည်မြင်လို့တော့မြင်ကိုမမြင်ရတော့ခါလူသည်မချိန်မနှံ့နှင့်ဆင်းရဲရပြန်၏နားကလူလားတောင်းတော့အကြာကိုကြားလျင်လူသည်ချမ်းသာ၏သူအတွင်ထိုအကြာကိုကြားရှိသောကြားနာသောခါတွင်ထိုအကြာ၌ယူသွားပြန်သည်အသည်အသည်ကြားနာလို့ပြန်သည်အသည်အသည်တော့မကြားနာလို့မို့မကြားတော့လူသည်မကျင်မနဲ့နေဆင်းရရပြန်၏နှကောင်းကလူလာတောင်းတာသောအနံကိုနန်းရှိရာလျင်လူသည်ရှမ်းလာလာပါ၏သူအတွင်ထိုနန်းကိုကြာရှိန်နန်းရှူနေရပြန်တော့လေထိုနန်း၌ယူသွားပြန်သည် အသေးသေးတော့အနန်းတို့ကိုနန်းရှူလိုပြန်သည်အသေးသေးတော့အနန်းရှူလိုတော့အနန်းတို့ကိုမနန်းရှူရတော့အခါလူသည်မချေမနှံနဲ့ဒုက္ခဖြစ်လာပြန်သည်ရှာကဒုလာတောင်းတော့အရတာကိုစားရင်လူသည်ချမ်းသာသည်သူအတွင်ထိုးစားတာကိုကြာကြာရှည်စွာစားတော့အခါထိုးစားတာနဲ့ရှူသွားပြန်သည်အသေးသေးကိုစားလိုပြန်သည်အသေးသေးကိုစားလိုတော့အခါမစားရတော့အခါလူသည်မချေမနှံနဲ့ဒုက္ခဖြစ်လာပြန်၏ကိုကလူလာတောင်းတာတော့အထီးတွေကိုထီးတွေ့ရရင်လူကချမ်းသာသည် သူအားဖြင့်ထိုအထီးတွေကိုကြာကြီးထိတွေ့ရမှုထိုအထီးတွေ၌ယူသွားပြန်သည် အသည်အသည်ကိုထိတွေ့လိုပြန်၏အသည်အသည်ကိုထိတွေ့လိုသောအခါဒီအရာတို့ကိုမထိတွေ့ရသောအခါလူသည်မကြင်မနှက်နှင့်ဆင်းရဲပြန်သည်စိတ်ကလူလာတောင်းတနေသောစိတ်ကူးအကြံစီတို့ကိုစိတ်ကူးကြံစီရလျင်လူသည်ချမ်းသာလာပါ၏သူအားဖြင့်စိတ်ကူးကြံစီတို့ကိုကြာကြီးစိတ်ကူးကြံစီနေရမှုခါထိုကြံစီတို့၌ယူသွားပြန်သည်အသည်အသည်တို့ကိုစိတ်ကူးကြံစီတို့သည်အသည်အသည်တို့၌စိတ်ကူး ကြံစည်လိုတော့လေကြံစည်ရင်းမရတော့အခါလူသည်မချင်မနှံ့နှင့်ဒုက္ခဖြစ်လာပြန်ပါ၏ထိုများတယ်မဟုတ်သေးနှစ်သက်ပွဲတာယာပွဲကျင်းနူးပွဲချမ်းသာပွဲဖြစ်သောအခမ်းအစားတော့အကြအမြင်အနံ့အရာသာအတွင်အထိအချမ်းစီတို့မယိုးမီမဟောင်းမီသင်္ခါရဓမ္မအပြောင်းလဲခြင်းသောကြောင့် ထို့အမြင်အကြအစသည်တို့သည်ဆွလွန်ခွဲခွာခြင်းဟူသောလူသည်ကြုံတွေ့လာပါ၏ရှေးရွေးမျက်နှာရင်းမှမွာသည်မြင်ရှိတော်သူမျက်နှာတော်သူအရာအလုံးဆုံးပါသောအမည်အဖြစ်မျိုးကိုလည်းလူသည်ကြုံတွေ့ရပါ၏ထို့အခါချမ်းသာခံစားမှုကိုမမြဲခြင်းပြောင်းလဲခြင်းချမ်းသာစံစားမှု၏အမြဲဖြစ်နေသောမူချမ်းသာခြင်းမှမရွေရောသွားစေမူလိုမူသောစန့်ကျင်ရာကလူသည်ပြင်းစွာသောဒုက္ခကိုဖြစ်နေရပြန်၏ပြောင်းလဲခြင်းတင်ဟာရသဘောများသာရှိနေ၍လူသည်ဖြစ်လိုသောဆန္ဒနှင့် လွဲချော်သောဖြစ်ပေါ်လာမှုတို့သည် အစဉ်ရှိနေမိတာဖြစ်ပါသည်ဖြစ်လို့ခြင်းရှိပါလျက်မဖြစ်လာခြင်းမဖြစ်လို့ခြင်းရှိပါလျက်ဖြစ်ပေါ်လာခြင်းစသည်တို့သဘောတရားကိုလည်းစမ်းကြည့်မဲ့သဘောတရားတို့သည်လည်းအစဉ်အမြဲရှိနေမိတာဖြစ်ပါသည်ဂျာမန်ဒသနာပညာရှင်ကြီးရှိုပင်ဟောင်းပါသည်ဖြစ်လို့ဆန္ဒနဲ့မကညီခြင်းဟုသည်များဒုက္ခဟူ၍သဘောပေါက်ခဲ့ပါသည်။အိုခြင်းသဘောကိုမအိုစေရန်ဖန်တီးမှုအဆူမရ အစိုးရမှုမရှိခြင်းကလူသည်အိုခြင်းသဘောကိုမအိုပါစေလင်ဟူတောင်းတာဖန်နေခြင်းကမရနိုင်ခြင်းထို့အတူနာခြင်းသဘောတည်ခြင်းသဘောကိုမနာစေရန်မတည်စေရန်ဖန်တီးနိုင်မှုအစိုးရမှုကလူသည်နာခြင်းသဘောကိုမနာပါစေလင်ဟူတည်ခြင်းသဘောကိုမတည်ပါစေလင်ဟူတောင်းတာခြင်းကမရနိုင်ခြင်းထို့နည်းတူချစ်ခင်နှင့်လိုသောအရာရှိခင်နှင့်လိုသောသူတို့နှင့်အတူတကွာနေတိုင်းဆုံးစည်းရမှုအစိုးမရမှုကလူသည်ရှိခင်နှင့်လိုသောအရာရှိခင်နှင့်လိုသောအရာလိုအပ်လိုသောသူတို့နှင့် အတူတကွနေတိုင်းစုံစည်းရစီဟု၍တောင်းတခြင်းကမရနိုင်ပါချေလူသည်မိမိလိုချင်သမျှကိုမရချတော့ရာကိုလည်းမလိုချင်မျော်လင့်သည်ကမဖြစ်မမျော်လင့်သောအရာကဖြစ်ဟု၍စမ်းချင်လွှဲချောင်းနေမှုသောကိုသာအစဉ်ကြုံတွေ့ရရှိပါသည်ဂျာမန်တရားပညာရှင်ကြီးဟီဂယ်ကလည်းငါသည်စားနိုင်သောအခါကမစားနိုင်ခဲ့အခု စားနိုင်သောအခါတွင်အမှုမစားနိုင်တော့ပြီးဟူ၍သူရဲ့ဒဏ်ရာလက်တဲ့သဘောကိုရှင်ညွန်းသည့်အနေဖြင့်ဖော်ပြခဲ့ပါသည်။နှူးပြောစဉ်အချိန်စားနိုင်ဝါနိုင်တော့ကမူစားကြံဝါကြံသောအစားအစာတို့ကိုငွေချေးမချမ်းသာ၍မစားခဲ့ရ။ငွေချေးချမ်းသာလာ၍စားလို့ရကိုဝယ်ချမ်းနိုင်သောအခါတွင်ကအိုမင်းရောပြီးဖြစ်ရကသွားတို့သည်ကြွေကုန်သောကြောင့်စားနိုင်ဝါနိုင်ခြင်းမရှိတော့အိုမင်းသောအရှာသည်လည်းအရသာကိုကောင်းစွာမခံစားတော့အဖြစ်တော့ကိုယူသားအလိုသားတို့သည်ဂျုံသွားပါ၏။ ရွှေနှူးစိန်ပျော်ပါနိုင်ခြင်းကမူပစ္စည်းဥစားမှစ၍အမျိုးမျိုးသောအဆင်မပြေမှုကြောင့်ရှစ်တော်ခင်တော်ရှစ်တော်အရာမြေနှိုးတော်အရာနှင့်မပြောခဲ့ရပစ္စည်းဥစားရမှစ၍အကြောင်းမျိုးမျိုးအဆင်ပြေသောအခါတွင်မူအိုမင်းရော်ပြီးဖြစ်ပါကပြောခြင်းဖားခြင်းစိတ်တို့သည်မရှိသော ဖြစ်သောကြောင့်ပြောနိုင်ပါနိုင်သောစွမ်းရည်တို့သည်မရှိသောဖြစ်ကိုကလူသားသည်ကြုံတွေ့ရပါ၏လူဘဝသည်အပေရာမှဖြစ်လို့ရာကိုမဖြစ်သောကြောင့်မခြင်းမနှက်နှင့်ဒုက္ခရသည့်ဘဝပင်ဖြစ်၏ ဤဒီကိုရည်ရွယ်၍ဗုဒ္ဓကအလိုရှိရသည်ကိုမရခြင်းသည်လည်းဒုက္ခအတိဟု၍ဆိုလိုခြင်းဖြစ်ပေလိမ့်မည်။ထို့သောလူ၌ဒုက္ခမျိုးမျိုးခြင်းဖြစ်ရခြင်းကိုဖော်ပြခဲ့သည့်အတိုင်းခန္ဓာငါးပါးယုံနဲ့တရားတို့၌အမှန်မမြင်မှုအမှားဆွဲလန်းမှုကြောင့်ပင်ဖြစ်၏အမှန်မမြင်မှုအမှားဆွဲလန်းမှုကြောင့်ဒုတရဝါသည်မဟုတ်သည်ကိုဟုတ်ခြင်းဒုက္ခကိုဒုက္ခဒုက္ခကိုဒုက္ခထင်ရည်ဟူ၍လည်းဖြစ်ရပြန်သည်ထို့ကြောင့်ပင်ဘုရားသည်အောက်ပါကဲ့သို့ဝိဉာဉ်စကားကိုဆိုခဲ့ခြင်းဖြစ်ပေလိမ့်မည် မတရားအပ်သောသဘောတရားသည်တရားအပေါ်အတွင်သဘောပြင်၎င်းမချစ်ခင်အပ်သောသဘောတရားသည်ရှေးခင်ဝင်သဘောတရားအတွင်ပြင်၎င်းစင်ရသောသဘောတရားသည်ချမ်းသာပွဲအတွင်ပြင်၎င်းမေလျော့သူတို့၏မေလျော့နေသူတို့ကိုလွန်မိုးဖြစ်စည်းပါ၏ အချို့သောဘာသာရေးပုဂ္ဂိုလ်များသည်ကာမဂုဏ်တို့ကိုအစွမ်းကုန်ခံစားခြင်းဖြင့်စိတ်ဆွေးလန်းကိုဖျက်တောက်ကြသည်သူတို့ရွေးချယ်မှာခံစားခြင်းသောကာမဂုဏ်တို့ကိုအစွမ်းကုန်ခံစားခြင်းဖြင့်ထိုကာမဂုဏ်တို့၌ရင်းငွေကဆွေးလန်းတမတ်မှုကုန်သွားရမည်ဖြစ်၏အချို့ကလည်းကာမဂုဏ်ခံစားလိုသောစိတ်ကိုအစွမ်းကုန်ချုပ်တီးချိုးနေခြင်းဖြင့်အစွမ်းလန်းကိုဖျက်တောက်ကြသည်သူတို့ရွေးချယ်မှာချုပ်တီးခြင်းဖြင့်ဆွေးလန်းတမတ်မှုကိုပယ်တတ်နိုင်ရန်ဖြစ်သည် James Bader မှာအချို့ပုံကမြသည့်ဆွေးနွေးတတ်မှုမဖြစ်အောင်မိမိကိုယ်ကိုအဝတ်မဝင်အစာကိုလက်ပြင်းမင်မီယူပဲ ချိုးချံစွာကျင့်ကြံကြ၏သူအားတွင်ပေါ်လာသည်ကာမဂုဏ်တို့ကိုအစွမ်းကုန်ခံစားပြစ်တော်နည်းနှင့်ချုပ်တီးခြင်းနည်းကမ်းသည်အစရန်ကိုပေတန်နိုင်ခြင်းမရှိဟုစံသက်ကြည့်သောအခါသိမြင်လာပါသည်ဘုရား၏အလိုအရတော့တတိပဒံကျင့်စဉ်ဖြင့်ခန္ဓာ၅ပါး၌ဒုက္ခသစ္စာကိုအမှန်တိုင်းသိပါကအစရန်တို့ကိုပေတန်နိုင်သည်ဟု၍တွေ့မြင်လာပါသည်ဘုရားထတနာအလိုအရတော့ဒုက္ခဟု၍ခံစားခြင်းထင်မြင်ခြင်းသည်သမှုတရားကြောင့်ဖြစ်ပါ၏သမှုတရားမရှိပါကဒုက္ခဟု၍ခံစားထင်မြင်ခြင်းမရှိနိုင်ခြင်း ဘဝဤပင်ကိုသဘောတော်မှာ၌ဒုက္ခသည်မရှိသည်ဟူ၍လည်းမဟုတ်ရှိသည်ဟူ၍လည်းမဟုတ်ပါခြင်းအဘယ်ကြောင့်ဆိုသောအကယ်၍တမှုရာရှိခဲ့လျင်ဒုက္ခသည်ရှိ၍အကယ်၍တမှုရာမရှိခဲ့လျင်ဒုက္ခသည်မရှိနိုင်သောကြောင့်ပေသည်သို့ဖြစ်၍တဘဝသည် ။ဆင်းရဲဒုက္ခသာဖြစ်ကြည်သည်ဟုသောယူဆခြင်းသည်လည်းမှားသောအစွန်တရားဖြစ်ပါ၏။နှင့်ဘဝသည်ချမ်းသာဒုက္ခသာဖြစ်သည်ဟုသောယူဆခြင်းသည်လည်းမှားသောအစွန်တရားဖြစ်ပါ၏။အဘယ်ကြောင့်ဆိုသောထိုယူဆများသည်တမှုတရားကြောင့်ဖြစ်ပေါ်လာသောယူဆများဖြစ်သောကြောင့်ဒီဘဝသည်ဘဝများသာဖြစ်သောလည်းအမှန်မှန်မှုဆွဲလန်းမှုတည်းဟုသောတမှုတရားကြောင့်ထိုဘဝကိုပင်အမျိုးမျိုးယူဆ၍ထင်မြင်နေခြင်းသာဖြစ်ပါ၏။ ထို့အတူတဲ့ဘဝ၌အတိပ္ပယ်ရှိသည်ဟုထင်မြင်ယူဆခြင်းသည်လည်းမာသောအစွန်တရားဖြစ်ပါ၏။နှင့်ဘဝ၌အတိပ္ပယ်မရှိဟုထင်မြင်ယူဆခြင်းသည်လည်းမာသောအစွန်တရားဖြစ်ပါ၏။အဘယ်ကြောင့်ဆိုသောထိုယူဆများသည်တမှုတရားကြောင့်ဖြစ်ပေါ်လာသောအယူဆများပင်ဖြစ်သောကြောင့်တည်းသို့ဖြစ်၍တဲ့ဘုရားဝါဒသည်လောကကိုစိတ်ပြအာရုံသောအမြင်ဖြင့်ရှုမြင်သောဝါဒဖြစ်သည်ဟုထင်မြင်ယူဆခြင်းသည်၎င်းနှင့်ဘုရားဝါဒသည်လောကကိုအကောင်းပါမှရှုမြင်သောဒုက္ခဝါဒဖြစ်သည်ဟုထင်မြင်ယူဆခြင်းသည်၎င်းမာသောအစွန်တရားများဖြစ်ကြပါသည်။ အဘယ်ကြောင့်ဆိုတော့ထိုအယူအဆများသည်၎င်းတမှုတရားကြောင့်ဖြစ်ပေါ်လာသောအယူအဆများပင်ဖြစ်သောကြောင့်ဒီအရိယာပုဂ္ဂိုလ်သည်ခန္ဓာ၅ပါးယုံနယ်တရားတို့၌ဒုက္ခသစ္စာကိုထိုးရင်းသိမြင်ခြင်းကြောင့်တမှုတရား၏အနာကွယ်အဖုံအဖုံကွယ်အဘယ်ပင်အလဲစအလဲစားဟုသည်များကိုလွတ်မြောက်သွားပြီဖြစ်ပါ၏အစွန်းတရားဟုသည်များလည်းလွတ်မြောက်၍ပဂတိငြိမ်းခြင်းကိုရရှိလျက်ရှိပေကြည်ထို့သောပဂတိငြိမ်းခြင်းကိုပင်နိဗ္ဗာန်ဟု၍ခေါ်ပေါ်ခြင်းဖြစ်လေသည်1 pessimism 2 optimism 1 Genesis ဓမ္မစကားပဝတနာတို့ဓမ္မစကားပဝတနာဝတ်သစ္စာတန်ယုတ်သုံးမဝါဒတို့မုစလင်ဒါဝတ်ဥဒံ1 Arthur Schopenhauer 1780 years 1860ဓမ္မပရာ186 189ယောဂတို့အင်ဒရာဝတ်အင်ဂောဒရာနိကေ နကုလပိတုတောနကုလပိတုဝတ်ခန္ဓာတန်ယုတ်ဒါတိတရာတော့ကိုးပါထားတဲ့ဉာဏ်စင်းရင်းတွေပဲဖြစ်ပါတယ်ခင်ဗျာအခန်း34ထဲမှာသိခြင်းနဲ့လွတ်မြောက်ခြင်းနဲ့ပတ်သက်ပြီးတော့ဆရာညွှန်ပြထားတဲ့နိလန်တွေဆရာပြောခြင်းနဲ့အတိတ်ပဲကိုသိမြင်သားလေးလေးမယ်လို့ပြောလဲပါတယ်ခင်ဗျာစာပန်းရဲ့နေရာကျွန်တော်ရဲ့လိုအပ်ချက်လွယ်မှာမဟုတ်ကြောင်းမလို့အတိတ်ပဲ ချိုးရင်လွန်မခဲ့တဲ့ရှိတော့သီးခံလာတယ်ပြီးတော့အမှန်ပြင်ပြီးဖတ်ယူပေးပါလို့တောင်းလိုက်ပါတယ်ခင်ဗျာအချိန်ပေးပြီးတော့ live panel ဆိုင် clip ပေးခဲ့ကြတဲ့ dollar clicker တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ clip ပန်ပြောသူ dollar clicker တို့အားလုံးပဲတော်တော်တရားကြီးရဲ့ BN နဲ့အစိုးရအနာယူရပါစင်မိတ်ဆာကောင်းရဲ့ anti lag ထွက်နေပြီးတော့ login နဲ့ကြပါစေခင်ဗျာရှေးစံလီထံမုံတိုင်းတန်ကို တွန်းလံပယ်ရှင်ဖြတ်ကျော်နေကြပန်းခင်းတိလံဘဝဆန်းမှာချမ်းမြကြည်သာနေရပါဘူးခါခါစုမချွေးပါချောင်းဟုတ်ကဲ့တော်လိုက်လေကားတော့ကိုကျွန်တော်ဆရာကြီးနန္ဒသိန်းဆန်ရဲ့ဒီမေတ္တာလက်ဆောင်စုတော်လေးကိုမျှဝေရင်းနေပဲကျွန်တော်ရဲ့ဒီတိစက်မှုကိုခေတ္တရှင်းနာပါမယ်ခင်ဗျာ ဟုတ်ကဲ့နောက်အထည်မှာ a pine tree ဒုတိယဘောအသစ်စာလေးတွေကိုတရားသဘောအမြင်လေးတွေနဲ့ကျွန်တော်နဲ့အတူတူလေ့လာကြဆိုဗျာ